သားညီညွတ်ရေးဆိုရ NUG ဖွဲ့ကိုအခုနှစ်ကုန်ပိုင်းမှာပြောင်းလဲပြုလုပ်မယ်လို့ထုတ်ဖော်ပြောဆိုထားပြီးနောက်ဒုတိယဝန်ကြီးအဆင့်ရှိသူတွေကိုယာရုတိုးမြှင့်ပေးတာဝန်ကြီးဌာနတွေကို ပေါင်းစည်းလျှော့ချတာနဲ့ NUG ဆိုရဖွဲ့ကိုပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ပြည်ထောင်စုလွှတ်တော်ကိုစားအပြုကော်မတီ CRPH ကထုတ်ပြန်ပါတယ် NUG ဆိုရဖွဲ့ကိုဝန်ကြီးဌာန18နေရာကနေ12ဌာနအထိလျှော့ချပြင်ဆင်ဖွဲ့စည်းခဲ့ရမှာနိုင်ငံတော်သမ္မတအဝင်မြင့် နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်တောင်ဆန်းစုကြည်နိုင်ငံတော်ဒုတိယသမ္မတယာယီသမ္မတဒူဝါလက်ရှိလာနဲ့ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းတို့မှမူလအတိုင်းပါဝင်ခဲ့ပါတယ်ရခိုင်ကျမ်းမာရေးနဲ့ပညာရေးဝန်ကြီးဌာနဝန်ကြီးဖြစ်တာဝန်ယူခဲ့တဲ့ဒေါက်တာစောဝေစိုးကိုပြည်ထောင်စုဝန်ကြီးချုပ်ရုံဝန်ကြီးဖြစ်ပြောင်းလဲတာဝန်ပေးရခဲ့ပါတယ်။ပညာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးချာထွဲပန်းဟာပညာရေးဝန်ကြီးဖြစ်ရာထူးတိုးမြင့်ခံရပြီးကျမ်းမာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာရွှေပုံလည်း ကျမ်းမာရေးဝန်ကြီးဖြစ်ရာထူးတွန့်မြင့်တာဝန်ယူခဲ့ပါတယ်။ဒါအပြင်ရခိုင်လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်နဲ့အဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကိုလူမှုကွန်ရီရဲ့အလုံသမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနအဖြစ်ပြောင်းလဲပေါင်းစည်းလိုက်ပါတယ်။အဲ့ဒီဌာနမှာဒေါက်တာဝင်းမြတ်ရေးကပြောင်းစုဝန်ကြီးဖြစ်ဆက်လက်တာဝန်ယူပြီးဒေါက်တာငိုင်းတန်မောင်းကဒုတိယဝန်ကြီးအဖြစ်ပါဝင်ပါတယ်။အမျိုးသမီးလူငယ်နဲ့ကလေးငယ်ရေးရာဝန်ကြီးဌာနဆက်သွယ်ရေးသတင်းချဲ့လက်နဲ့ဤပညာဝန်ကြီးဌာန စီးပွားရေးနဲ့ပူတန်ရောင်းဝယ်ဝင်ကြီးဌာနအပါဝင်အပြည်ပြည်ဆိုင်ရာပူပေါင်းဆောင်ရွက်ရေးဝင်ကြီးဌာနတို့မှာတော့ရှင်းချထားပြီးပါဝင်လာခြင်းမရှိတာကိုတွေ့ရပါတယ်နိုင်ငံတကာပူပေါင်းဆောင်ရွက်ရေးဝင်ကြီးဒေါက်တာဆာဇာဟာ၎င်းရဲ့ဝင်ကြီးဌာနကိုဖျက်သိမ်းတော့မှာဖြစ်တယ်လို့ယာယီသမရ CRPH ဥက္ကဋ္ဌတို့ကအတိပေးအကြောင်းကြားခဲ့ပြီး၎င်းရဲ့တာဝန်ထမ်းဆောင်မှုတွေကိုအခန်းကဏ္ဍတစ်ခုဖြစ်ပြီးဆုံးသွားပြီးဖြစ်ကြောင်းပြီးခဲ့တဲ့ဒီဇင်ဘာ၁ရက်နေ့မှာလူမှုကွန်ရက်ဆာမျက်နှာကတဆင့်အတိပေးခဲ့ပြီးဖြစ်ပါတယ် မိုးကုတ်စင်အခြေအနေမှာတော့တော်လိုင်းတက်တွေရှိတဲ့မြို့ပြမှာထိတွေ့တိုက်ပွဲတွေရှိနေပြီးစစ်ကောင်မရှင်ရဲ့အရေးကြီးစစ်ကမ်းတစ်ခုကိုတော်လိုင်းတက်တွေကသိမ်းပိုက်ထားနိုင်ပေမဲ့မြို့နယ်နီးဝန်းကျင်ကိုစစ်ကောင်မရှင်ကတက်ဖြန့်လာနိုင်တယ်လို့မြေပြင်သတင်းရမျက်စီကသိရပါဗျ။မိုးကုတ်မြို့နယ်စစ်တပ်မိုင်ကွာဝေးထိစစ်တပ်ကတက်ဖြန့်နေရာယူထားပြီးကြောင်ဖားနယ်မြေကိုတော့တော်လိုင်းတက်တွေကထိန်းချုပ်ထားပါဗျ။မိုးကုတ်ဆက်ရင်ပြန့်လန်းစုံစစ်စေးကိမ့်မှလည်းစစ်ကောင်မရှင်ရဲ့တက်စိတ်အဆင့်ရှိတဲ့ အစုအဖွဲ့တစ်ခုခိုင်မာခြေကုပ်ယူလာပါတယ်။တပ်ဖြန့်နေရာယူထားတဲ့စစ်ကော်မရှင်တပ်တွေဟာပြောင်ကောင်းလမ်းကွက်အတက်ကနေတရုတ်သင်းကြီးအတွင်းထိကာကင်းစခန်းတွေကိုထပ်မံအခြေပြုတိဆောက်လာနိုင်တယ်လို့သတင်းရင်းမြစ်ကဆိုပါတယ်။မုံကုတ်မြို့ကို TNL ရဲ့အကာအကွယ်နဲ့စစ်ကော်မရှင်တပ်ကဝင်ရောက်လာတာဖြစ်ပြီးနိုဝင်ဘာ29ရက်ညနေပိုင်းမှာမြို့ရင်းကနေဆုတ်ခွာပေးထားတဲ့တော်လင်းတပ်တွေရှိတဲ့မြို့ပြင်ကိုဝင်ရောက်လာတာကြောင့်တိုက်ပွဲတွေစတင်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်မရှင်တက်ဟာမိုးကုတ်မြို့တွေကိုစစ်ရင်နှန်းတွေနဲ့အင်အားထောင်ချီဝင်ရောက်ခဲ့တာပါတော်လိုင်းတက်တွေကရှမ်းကုန်းစံကျေးရွာဘက်ကနေလေသာတောင်ကျောဘက်ခြမ်းကိုအင်အားဖြည့်လာနိုင်နေရှိတဲ့ခြေနေကိုစစ်ကောင်မရှင်ဘက်ကအတီးပြူထောင်လန်းချက်နဲ့သတင်းတိကျရယူထားပြီးဖြစ်တယ်လို့စီဒီအမ်ဘူကြီးစင်ရောကအတိပေးပြောဆိုထားပါတယ်တော်လိုင်းတက်တွေနေရာယူထားပြီးဆိုပြီးစစ်ကောင်မရှင်ကကျောင်းစင်ဒီဘော်မားရွာတွေကိုလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ဖျက်ဆီးမှုတွေပြုလုပ်ခဲ့ပြီး ပြီးခဲ့တဲ့ရက်ပိုင်းတွင်မိုးကုတ်မြို့နောက်ချမ်းကြက်ပြင်ရွာဘက်မှလည်းထိတွေ့မှုတွေကြီးမားခဲ့တယ်လို့သိရပါတယ်။မိုးကုတ်ပြင်မိုးမိတ်မြို့ပြင်မှလည်းကချင်လွတ်လိုက်တက်မတော် KIA တော်လိုင်းပူပေါင်းတက်တွေနဲ့စေကောမရှင်တက်တွေတိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။မိုးကုတ်မှာချနေသလိုမိုးမိတ်မြို့ပြင်မှလည်း KIA ပူပေါင်းတက်တွေချနေကြပြီးတ NL ထွက်သွားပြီးတဲ့နောက်မြို့ရဲဝင်လာတဲ့စစ်တပ်နဲ့မြို့ပြင်မှတွေ့ပြီးချနေကြတာလို့သတင်းရင်းမြစ်က ARD Times ကိုပြောပါရတယ်။ TNL တက်ဟာစစ်ကောင်မရှင်စီကိုမိုးကုန်းနဲ့မိုးမိတ်မြို့ကိုပြန်လည်လွှဲပြောင်းပေးဖို့သဘောတူညီခဲ့ပြီးတော်လိုင်းတက်ဖွဲ့တွေကမြို့ကိုကာကွယ်ဖို့အတီးတီစာထုတ်ပြန်ခဲ့ပြီးနောက်တိုက်ပွဲတွေဖြစ်ခဲ့ပြီးလက်ရှိမှာစီးရီးတင်းမာနေဆဲဖြစ်ပါတယ်။ ERI တိုင်းပသိမ်မြို့ရှိအစိုးရနှီးပညာထက်တန်းကျောင်းမှာအုပ်စုဖွဲ့ရိုင်းနှက်ခံရတဲ့ကိုခန့်ကျော်သူထွန်းဟာပြီးခဲ့တဲ့နိုဝင်ဘာ24ရက်ကရန်ကုန်စေယုံကြီးမှာတည်ဆုံသွားခဲ့ပါတယ်။ သူရဲ့နာရီကိုအကြောင်းကုန်းမျိုးမှာနိုဝင်ဘာ26ရက်နေ့ကပြုလုပ်ခဲ့ပြီးကျူးလွန်သူအချို့ကတော့ဖမ်းဆီးနိုင်ခြင်းမရှိသေးတဲ့အတွက်ဒေသခံတွေကမကြေမနက်ဖြစ်နေကြတယ်လို့ ARD Time ကစုံစမ်းသိရပါတယ်။ပသိမ်မြို့အစိုးရနှီးပညာထက်တန်းကျောင်းစက်ပြင်ဌာနရဲ့ကျောင်းသားဟောင်းကိုခန့်ကျော်သူထွန်းဟာနိုဝင်ဘာလ19ရက်နေ့ကကျောင်းကိုသွားပြီးအမှတ်စင်းယူချိန်မှာအဲ့ဒီကျောင်းကတတရားနှစ်ကျောင်းသားမင်းပြေဆောင်ပါဝင်ကျောင်းသား၃ဦးကအုပ်စုဖွဲ့ရိုက်နှက်ခဲ့တာကြောင့် ဥကောင်းမှာဒဏ်ရာပြင်းထန်ရရှိပြီးသေဆုံးခဲ့ရတာလို့သိရပါတယ်။ဒီမှုနဲ့ပတ်သက်ပြီးဝိုင်းရိုက်ခဲ့ကြတဲ့စက်ပြင်ဌာနတတရနှစ်ចောင်းသားမင်းပြေဆောင်ပါအចောင်းသားသုံးကိုရဲတပ်ဖွဲ့ကဖမ်းဆီးပြီးနောက်နှစ်ဦးကိုအာမခံနဲ့ပြန်လွှတ်ပေးခဲ့တာကြောင့်လူသေဆုံးမှုဖြစ်ပြီးနှစ်ပတ်ကြာတဲ့အထိမင်းပြေဆောင်ကိုဖမ်းမမိသေးဘူးလို့သေဆုံးသူနဲ့နှိစက်သူတွေကပြောပါတယ်။သေသွားတဲ့သူကသင်မတက်ဖို့လုပ်နေတာရိုက်တဲ့သူတွေကိုရဲကအာမခံနဲ့လွှတ်ပေးပြီးအခုပြန်မဖမ်းရသေးဘူး။ ဖြစ်တာကအကြောင်းဝင်းထဲမှာဖြစ်တာမို့အကြောင်းမှလည်းတာဝန်ရှိပါတယ်။ဒါပေမဲ့ဘသူကားမှဖိဖိစီစီလောက်တာမျိုးမတွေ့ရဘူး။ရိုင်းနှမှုဖြစ်ရတဲ့ကိစ္စကတော့ရီစာဟောင်းကိစ္စဆနောက်ကြရင်စကားများရန်ကနေစတင်လာလို့သိရပါတယ်။ရရှိတဲ့ဒဏ်ရာတွေဟာအသက်အန္တရာယ်ရှိတာကြောင့်ပသိမ်ကနေရန်ကုန်စေယုံကြီးကိုပို့ဆောင်ခဲ့ရတာဖြစ်ပါတယ်။ဖြစ်စဉ်ဖြစ်ပွားပြီးနောက်နိုဝင်ဘာ20ရက်နေ့မှာရိုင်းနှက်ခဲ့သူတွေကိုရဲကဖမ်းဆီးခဲ့တယ်လို့เจ้าကလည်းနှစ်နှစ်နားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့နောက်ရက်တွေမှာတော့အာမခံတဲ့နှစ်ယောက်ကိုပြန်လွှတ်ပေးခဲ့တာကြောင့်ဝေဖန်မှုတွေရှိခဲ့တာဖြစ်ပါတယ်။အဲဒီမင်းပြည်ဆောင်ကဒီအရင်ကတည်းကလည်းဒီចောင်းသားတယောက်ကိုတန်တုံးနဲ့ရိုက်ဘူးတယ်ပေါ့နော်။အဲဘာမှအေးအယူမခံရတော့သူကလည်းရဲဆဲရဲဖြစ်နေတာပေါ့ဗျာ။ကိုခန့်ကိုရိုက်နေပြီးတော့ဒီမင်းပြည်ဆောင်ကအဖမ်းမခံရတော့သူ့ចောင်းထဲမှာလိုက်ပြောပြီးတော့ဒီဂုံယူပြနေတာပေါ့ဗျာ။ចောင်းဆရာကြီးကမေးတာတော့မှပဲမေးရောလက်တီးနဲ့လေးချက်လောက်ဆင့်ထုတ်လိုက်တာဆိုပြီးတော့ပျော်ပျော်ကြီးနဲ့ပြောနေသေးတာပေါ့နော်။ အဲကျွန်တော်တို့ចောင်းသားတွေကတော့ဒီအမှုနဲ့ပတ်သက်ပြီးတော့ဒီဥပဒေတိုင်းထိထိရောက်ရောက်အေးအေးမှုတွေပြုလုပ်စေချင်ပါတယ်ဗျအခုဖြစ်ပေါ်တဲ့လူသေဆုံးတဲ့အထိအုပ်စုဖွဲ့ရိုင်းနှက်မှုဖြစ်စဉ်ကတော့ပသိမ်မြို့မှာရှိတဲ့အစိုးရနှီးပညာထက်တန်းကျောင်းမှာပထမဆုံးချိန်ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်ဟင်္ဒရာမြို့ကဆရာဝန်တွေများတက်ခံရတဲ့ဖြစ်စဉ်ဆိုရင်လည်းအခုထိကျူးလွန်သူကိုဖမ်းမမိသေးတဲ့အတွက်စစ်ကောင်မရှင်လောက်ခံရဲတပ်ဖွဲ့ကိုပြည်သူတွေကဝေဖန်နေကြပါတယ် ထိုင်ဝမ်ရေးတရုတ်နဲ့ပြည်ပခမဖြစ်အောင်တားဆီးမဲ့စီးရင်အင်အားတိစောက်ဖို့ရည်ရွယ်တဲ့လုံခြုံရေးမဟာဗျူဟာတတိယကိုအမေရိကန်နိုင်ငံကကြေညာပြီးနောက်အချုပ်ချာအာဏာကိုကာကွယ်ဖို့တရုတ်နိုင်ငံကဒီဇင်ဘာ၈ရက်မှာဂရီးပြူကပြည်ပဆွတ်ဖတ်မှုကိုသတိပေးလိုက်ပါတယ်အမေရိကန်နိုင်ငံဟာဒီဇင်ဘာ၅ရက်မှာထုတ်ပြန်ခဲ့တဲ့မျိုးသားလုံခြုံရေးမဟာဗျူဟာမှာကမ္ဘာထိရှလွယ်ဆုံးတန်တမန်ရေးကိစ္စတစ်ခုဖြစ်တဲ့ထိုင်ဝမ်ရေးဖြေရှာဖို့ချမှတ်ခဲ့ပါတယ် ထိုင်ဝမ်ဟာတရုတ်အမေရိကန်ဆက်ဆံရေးမှာမဖြတ်ကျော်ရမယ်ပထမဆုံးနေအောင်မြင့်ဖြစ်ပြီးပြည်ပဆွတ်ဖတ်မှုကိုတရုတ်ကတီးမခံဘူးလို့တရုတ်နိုင်ငံရဲ့ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကောင်ကြာကန်းကပေကျင်းမြို့တော်မှာသတင်းထောက်တွေကိုပြောပါရယ်လူလက်ရေးကြိုးပမ်းနေတဲ့ထိုင်ဝမ်လူလက်ရေးခွဲထွက်သမားတွေကိုပတ်မိုးကူညီတာပါဝင်အမေရိကန်နိုင်ငံဟာထိုင်ဝမ်မိခွန်းကိုဆင်ကျင်းမျှော်တွေးမှုတွေနဲ့ကင်တွယ်သင့်ပါတယ်လို့၎င်းကဆိုပါရယ် တည်ငြိမ်တဲ့ဆက်ဆံရေးတိုးမြင့်မှုတရုတ်နိုင်ငံဟာအမေရိကန်နိုင်ငံနဲ့လက်တွဲလိုတဲ့ဆန္ဒရှိပြီးအချုပ်ချာအာဏာလုံခြုံရေးနဲ့ဖွံ့ဖြိုးရေးအကျိုးစီးပွားတွေကိုကာကွယ်ဆောင်ရှောက်မယ်လို့သူကဆက်ပြောပါရယ်အမေရိကန်နိုင်ငံရဲ့လုံခြုံရေးမဟာဗျူဟာအသစ်ကိုထိုင်ဝမ်ကကြိုဆိုကြောင်းတမရလိုင်ချင်းတေးကဒီဇင်ဘာ6ရက်မှာလူမှုကွန်ရက် X မှာရေးသားခဲ့ပါရယ်အမေရိကန်နိုင်ငံဟာဒေသရင်းညီညွတ်ရေးနဲ့တည်ငြိမ်မှုထိန်းသိမ်းမှုလေးလာနေစေလို့ထိုင်ဝမ်ကာကွယ်ဝင်ကြီးဝယ်လင်တန်ကိုကသတင်းနောက်တွေကိုပြောပါရယ် ထိုင်ဝမ်ဟာကိုကိုကိုခုခံကာကွယ်ရေးစွမ်းရည်တွေမြင့်တင်ရမယ်လို့၎င်းကပြောပြီးအာရှပစိဖိတ်ဒေသရှိမဟာမိတ်နိုင်ငံတွေနဲ့ပူးပေါင်းဆောင်ရွက်မယ်လို့ဆိုပါတယ်။2030ပြည့်နှစ်မှာကာကွယ်ရေးဘတ်ဂျက်ကို GDP ရဲ့900ခန်းလုံးထိသုံးစွဲဖို့ထိုင်ဝမ်ကရည်ရွယ်တယ်လို့လိုင်းချင်းတေးကပြောကြားခဲ့ပြီး2026ခုနှစ်ကနေ2033ခုနှစ်ထိထက်ဆောင်စီရေးသုံးစွဲကိုဒေါ်လာ40ဘီလီယံထိသုံးစွဲမယ်လို့နိုဝင်ဘာလအတွင်းကြေညာခဲ့ပါတယ်။ 2030ပြည်နှစ်မှာကာကွယ်ဘတ်ဂျက်ကို GDP ရဲ့900ခန့်နှုန်းအထိသုံးစွဲဖို့ထိုင်ဝမ်ကရည်ရွယ်တယ်လို့လိုင်းချင်တေးကပြောခဲ့ပြီး2026ခုနှစ်ကနေ2033ခုနှစ်ထိထပ်ဆောင်စီရင်အသုံးစိတ်ကိုဒေါ်လာ40ဘီလီယံသုံးစွဲမယ်လို့နိုဝင်ဘာလအတွင်းကြေညာခဲ့ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားကြားပြည်ပခန့်ပြန်လည်ဖြစ်ပွားပြီးနောက်တီးခန့်ကြဖို့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကနှစ်နိုင်ငံစလုံးကိုတိုက်တွန်းလိုက်ပါတယ်။ အတက်နိုင်ဆုံးသင်ခံကြဖို့ဆက်သွယ်လမ်းကြောင်းတွေဖွင့်လှစ်ကြဖို့နဲ့ရှိပီးသားရန်ညားတွေကိုအပြည့်အဝအသုံးချကြဖို့ကျွန်တော်တို့နှစ်နိုင်ငံစလုံးကိုတိုက်တွန်းပါတယ်လို့အာဆီယံဖွဲ့ဥက္ကဋ္ဌအန်ဝါကလူမှုကွန်ရက်အိတ်စ်မှာရေးသားခဲ့ပါတယ်။ထိုင်းနိုင်ငံဟာဒီဇင်ဘာ10ရက်ကအင်းနီချင်းကမ္ဘောဒီးယားကိုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးထိုင်းစစ်သားတူသေဆုံးခဲ့တဲ့အငင်းပွားနယ်စပ်ပစ်ခတ်မှုကိုအပြန်အလှန်ပြစ်ဖို့ခဲ့ပါတယ်။ကမ္ဘောဒီးယားတပ်ဖွဲ့ကဒီဇင်ဘာ10ရက်မနက်ပိုင်းမှာ ဥပုံရချာတာနီပြည်နယ်ရှိထိုင်းတပ်ဖွဲ့တွေကိုပြစ်ခတ်ပြီးနောက်ထိုင်းစစ်သားတို့ကြဆုံးခဲ့ပြီးလေးဦးတန်ရာရရှိခဲ့တယ်လို့ထိုင်းစစ်တပ်ကပြောရေးဆိုခွင့်ရှိသူဝင်းထိုင်းစူပါရီကထုတ်ပြန်ချက်တစ်ခုတွင်ပြောပါရယ်ကမ္ဘောဒီးယားတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကိုချေမှုန်းဖို့ထိုင်းနိုင်ငံကဒေသများစွာရှိစီးရေးပြမှတ်တွေကိုတိုက်ခိုက်ဖို့တိုင်းနေရင်တွေကိုစတင်ပြီးအသုံးပြုခဲ့တယ်လို့၎င်းကဆိုပါရယ်ထိုင်းစစ်တပ်ကနေဆက်ပြည်နယ်တစ်ခုမှာကမ္ဘောဒီးယားတပ်ဖွဲ့တွေကိုတိုက်ခိုက်ခဲ့တယ်လို့ ကမောရီးယားကာကွယ်ဝင်ကြီးဌာနပြောရေးဆိုခွင့်ရှိသူမလိုင်းဆိုချီတာကပြောကြားခဲ့ပြီးထိုင်းနိုင်ငံကဖျားเจ้าတွေနီးအေရီယာတွေကို တင်ကားတွေနဲ့တိုက်ခိုက်ခဲ့တယ်လို့ဆွဆွဲလိုက်ပါတယ်။ရှင်းအောင်ဖျားเจ้าတွေရှိရာနေမြေတွေမှာတနက်တန်တွေကြားခဲ့ရပြီးရွာသားများပြပေးလို့ရကိုထွက်ပြေးခဲ့ရတယ်လို့ကမောရီးယားနိုင်ငံပြည်နယ်ဆိုရပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။လက်ရှိတိုင်ပွဲစတင်ပြီးနောက်ပိုင်းကမောရီးယားနေဆက်ရှိဒေသတွေက ထိုင်းပြည်သူ3500ကို ေးလို့ရွှေ့ပြောင်းပေးခဲ့တယ်လို့ထိုင်းမက်နစ်စစ်တိုင်းကထုတ်ပြန်ချက်တစ်ခုတွင်ပြောပါရယ်